မင်္ဂလာပါရှင်ဒီ channel လေးကနေပြီးတော့မြန်မာသားယင်းမြန်မာသားဖန်ပြီးနဲ့စကားပြောဆိုနည်းလေးတွေအပြင်အတန်းစဉ်အလိုက်မြန်မာသားဖတ်စာလေးတွေကိုသင်ကြားပေးနေတာဖြစ်ပါလေရှင်ဒီနေ့တော့အထမတန်းမြန်မာသားဖတ်စာမှာပါဝင်တဲ့ သင်ငန်းစာဒီတဲကနေပြီးတော့မှားတက်တဲ့စကလုံးလေးတွေအကြောင်းကိုဆက်လက်ပြီးတော့သင်ကြားပေးသွားမှာဖြစ်ပါတယ်။ကဲဒီနေ့ပထမအဆုံးစမဲ့စကလုံးလေးကတော့ဘုံနဲ့ဘုံနဲ့အတန်တွေ့ချင်းတူတယ်ရေးတယ်စလုံးချင်းမတူတယ်ဘုံဘုံဘုံနှစ်ဘုံဒါဆိုရင်ဘုံကိုဘယ်နေရာမှာ သုံးမလဲဘုံကိုဘယ်နေရာလေးတွေမှာ သုံးတတ်တယ်လဲဆိုလို့ရှိရင်ကြည့်အောင်လူကွက်လက်ဘဝတို့ရောက်လာလျင်ကောင်းမှု ကုသိုလ်များကိုပြုရမည်တဲ့လူဘုံဘဝတို့ဒါဆိုရင်လူဘုံဆိုတဲ့ဘုံကိုဘာဘဲဘုံနဲ့ရေးမလဲဘာကုန်းနဲ့ရေးမလားဘတ်တချိုင်နဲ့ရေးမလားဆိုရင်လူဘုံကိုဘာကုန်းနဲ့ရေးမှာပေါ့ကဲဒါဆိုရင်ဒီနေရာလေးမှာသူ့ရဲ့ဇဂလုံးအမှန်လေးကိုရေးရအောင်လူဘုံလူဘုံဘဝတို့ရောက်လာလျင်ကောင်းမှုကုသိုလ်များကိုပြုရမည် ကဲဒါဆိုရင်နောက်ထပ်တစ်ခုနောက်ထပ်တစ်ခုကြည့်အောင်အလူမင်္ဂလာပွဲတွင် စိုင်းတန်ကွက်လက် နောတန်များတစ်ချိန်ချင်းကြားနေရသည်တဲ့သူကဘာလဲဆိုတော့ဘုံတန်ကိုပြောချင်တာစိုင်းတန်ဘုံတန်များဘယ်ဘုံနဲ့သုံးမလဲဘာကောင်းဘုံနဲ့သုံးမလားဘာတစ်ချိုက်ဘုံနဲ့သုံးမလားဆိုရင် စိုင်းတန်ဘုံတန်ကိုဘာတစ်ချိုက်ဘုံနဲ့သုံးမှာဖြစ်ပါတယ်စိုင်းတန်ဘုံ ဘုံတန်မြဆိုင်တန်ဘုံတန်မြเนาะပထမဘုံဒီလူဘုံလူဘုံကို ပါကုန်းဘုံနဲ့သုံးမှာဖြစ်ပါတယ်ပထမဘုံဒုတိယဘုံဒီဆိုင်တန်ဘုံတန်မှာသုံးမှာဖြစ်ပါတယ်ကဲဒါဆိုရင်နောက်တစ်ခုကြည့်အောင်ယုံနဲ့ယုံယုံနဲ့ယုံပေးထားတယ်ဒါဆိုရင်ပထမကြည့်အောင်လူတို့ဤအတွင်းစိတ်ကိုမကြည့်ပဲ အပေါ်ယံကြည်ယုံဖြင့်ကွက်လန်ကြည်အံတဲ့သူကမယုံကြည်အံလို့ပြောတာဒါဆိုရင် तू ကယုံကိုပါနဲ့သုံးမလဲရပလက်ယုံနဲ့သုံးမလားရကောင်းယုံနဲ့သုံးမလားဆိုရင်ယုံကြည်တယ်ဆိုတော့ယုံကြည်ကိုရပလက်ယုံနဲ့သုံးမှာဖြစ်ပါတယ်ရကောင်းယုံနဲ့သုံးရင် မှားမှာဖြစ်ပါတယ်မယုံကြည်အနော်ရပလက်ယုံနဲ့သုံးမှာဖြစ်ပါတယ်ကဲဒါဆိုရင် နောက်ထပ်ယုံကိုဘယ်နေရာလေးမှာသုံးတတ်တယ်လဲ နွဲ့နွဲ့တို့အိမ်ရှိတွင်စပယ်ယုံလေးတခုစိုက်ပြိုးထားပါသည်စပယ်ယုံလေးတခုစိုက်ပြိုးထားပါသည်ဒါဆိုရင်ဒီနေရာမှာစပယ်ယုံကိုဘာနဲ့သုံးမလဲဆိုတော့စပယ်ယုံကိုတော့ဒီယုံနဲ့သုံးမှာဖြစ်ပါတယ်ရောက်ကောက်ယုံနဲ့သုံးမှာဖြစ်ပါတယ်စပယ်ယုံကဲဒါဆိုရင်နောက်ထပ်ကြည့်အောင်ရက်နဲ့ရက်ရပလက်ရက်နဲ့ရောက်ကောက်ရက် ဒါဆိုရင်ဘယ်နေရာလေးတွေမှာသုံးတတ်တယ်လဲကြည့်အောင်အလှူမင်္ဂလာပွဲတွင် အပရိသတ်များကိုလက်ဆောင်ပေးရန်ကွက်လက်တောင်ကိုကြိုတင်မှားထားရသည်တဲ့သူကရက်တောင်လို့ပြောတာကဲဒါဆိုရင်ရက်ကိုဘယ်နေရာမှာသုံးတယ်လဲနော် ကြည့်အောင်ရက်ကိုဘယ်နေရာမှာသုံးတယ်လဲဆိုတော့ဒီရက်ပလက်ရက်တောင်ကိုရက်ပလက်ရက်နဲ့သုံးမှာဖြစ်ပါတယ်ရက်ောက်ရက်နဲ့သုံးရင်မှားပါတယ်ရက်ောက်ရက်ကမတ်တက်ရက်တူเนาะအဲ့ဒီနေရာမှာသုံးမှာဖြစ်ပါတယ်ကဲဒါဆိုရင်ကြည့်အောင်အလုမင်္ဂလာပွဲတွင်အပရိသတ်များကိုလက်ဆောင်ပေးရန်ရက်တောင်ရပလဲပတ်တန်ရက် ရက်တောင်ကိုကြိုတင်မှားထားရသည်တဲ့ဒါဆိုရင်ရပလက်ရက်ကိုသုံးတာဒါဆိုရင်ရောက်ောက်ရက်ကိုဘယ်နေရာမှာသုံးတယ်လဲကြည့်အောင်လူကလေးသည်မေမေအကူအညီမပါဘဲမမတ်ရက်နိုင်နေပြီဒီနေရာကျမှရောက်ောက်ရက်ကိုသုံးမှာဖြစ်ပါတယ်မမတ်ရက်နိုင်နေပြီသူကိုယ်သူ နော်ရက်တာကိုရက်နေတာရက်တန်လိုက်တာရက်နေတာကိုရောက်ရက်နေသုံးမှာဖြစ်ပါတယ်လူကလေးသည်မင်းမင်းအကူအညီမပါဘဲမမရက်နိုင်နေပြီကဲဒါဆိုရင် နောက်ထပ်တစ်ခုကိုကြည့်အောင်ဒါလေးကြတော့ရက်နေရက်ရကောက်ရဲ့နဲ့ရပလဲရဲ့ကဲဘယ်နေရာလေးတွေမှာသုံးတတ်တယ်လဲဥမြတို့မိသားစုသည်အိမ်ဆောက်ရန် နေကောင်ရက်မြက်ကိုရွေးချယ်နေကြသည်ရက်သုံးမယ်ဘာရက်နဲ့သုံးမှာလဲရကောက်ရက်နဲ့သုံးမလားရပလက်နဲ့သုံးမလားဆိုနေကောင်ရက်မြက်ကိုရကောက်ရက်နဲ့သုံးမှာဖြစ်ပါတယ်နေကောင်ရက်မြက်ရပလက်ရက်နဲ့သုံးရင်မှားပါလေရပလက်ရက်ဆိုတာကတော့เนาะဒီကိုယ့်ဘက်ကိုရက်တာတော့ နော်ရက်ရက်ကန်ရက်ကန်လောက်တာတို့အလူအရက်တို့ကိုရပ်ပလက်နဲ့သုံးမှာဖြစ်ပါတယ်ကဲဒါဆိုရင်နောက်တစ်ခုကြည့်အောင်တနာယီနီးပါသွားရတော့ခရီးကိုနော်나이ဝက်အတွင်အလူအရက်ကဲဒီနေရာမှာကြာမှာရက်ကိုသုံးမှာအလူအရက်ခရီးနှင်ရမည်ဒီနေရာကြာမှာရပ်ပလက်ကိုရက်ကိုသုံးမှာဖြစ်ပါတယ်။ကဲဒါဆိုရင်ရက်နဲ့ရက်သုံးတာ နော်နေကောင်းရက်မြက်ကိုရောက်ောက်ရက်နဲ့သုံးပြီးတော့အလူအရက်ကိုရပ်ပလက်ရက်နဲ့သုံးမှာဖြစ်ပါတယ်။ကဲဒါဆိုရင်ဒီနေ့လဲမှားတက်တဲ့ဇကလုံးလေးတွေကိုရွေးချယ်ပြီးသုံးနည်းလေးကိုဆက်လက်ပြီးတော့သင်ပေးခဲ့တာဖြစ်ပါတယ်။နားလည်နိုင်မလို့ထင်ပါတယ်။ကျေးဇူးတင်ပါတယ်ရှင်။